ဗိုလ်မှူးပါထေးဤရဲဘော်တက်စုတို့သည်အမိန်အတိုင်းတက်စကန်အားဝန်းရံထားကြရာဝိဇာတို့ဘိုးတော်ဘိုးထွန်းအောင်မှဝန်းရံနေတော်တသားများကြားသို့တိတ်တိတကိုးပြေပေါ်ပေါလာလျာတက်သားများမှာတနတ်များဖြင့်ချိန်၍ဘိုးတော်အားဝိုင်းပြီးဖမ်းရန်အားထုတ်ကြလေသည်ဘိုးတော်မှာတက်သားများအား၎င်းတို့မပြောမီမင်းတို့ကိုဘိုးပါထေးကငါ့ကိုဖမ်းခိုင်းတာမဟုတ်လားငါ့ကိုမင်းတို့မဖမ်းနဲ့အောင်မင်းတို့ဟိုခွေးကိုပြစ်လို့ကြီထွက်ရင်မင်းတို့ဖမ်းစရာမလိုဘူးကားပေါ်ကိုငါကိုယ်တိုင်လိုက်မယ်ဟုမိန်ကြားသောကြောင့် ဆယ်ပေကအကွာ၌ရှိသောခွေးအားပြစ်ခရာကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်တစ်ပုဒ်ကတော့ငကမတောင်ဝိဇာတို့ဆရာတော်ကြီးများအကြောင်းစောင်းပါးပေါင်းချုပ်ဆိုတဲ့စာအုပ်ထဲကမှာ ဒေါက်တာစိန်ရီရေးသားတဲ့ဝိဇာရူဆရာတော်ကြီးများအားဗိုလ်ချုပ်စိန်တွင်လာရောက်ဖူးမြော်ခြင်းဆိုတဲ့စောင်းပါတပုတ်ကိုဖတ်ပြပြီးပါပဲဖြစ်ပါတယ်။1969ခုနှစ်မလာကန်ကဖြစ်သည်။မကွေးတိုင်းမင်းဘူးမြို့နယ်မေဘီကုန်းကျေးရွာဝိဇာဒတ်စခန်းဟောင်းသို့ စာရေးသူဒုံလဘရဟန်းခံရအတွက်ရောက်ရှိနေခြင်းဖြစ်သည်။ရှင်းတောင်နှန်းကြီးနှင့်ရခိုင်ယိုးမခေါ်အနောက်ယိုးမတောင်နှန်းကြီးတို့ပေါင်းစုံရာနဂမတောင်တော်မြတ်မဝိဇာရူဂိုင်းချုပ်ဆရာတော်ဖျားကြီးဥကောဝိဒ် ဝိဇ္ဇာတို့ဆရာတော်ကြီးဥပ္ပန္နိဒဥဥဒ္ဓမကျော်နဲ့ဘိုးတော်ဘိုးထွန်းအောင်တို့သည်ဒိဋ္ဌိတကိုးဖြင့်အခါအားလျော်စွာကြွားရောက်၍တပည့်တိုင်ရက်က9ရက်သာသမီတို့အားတရားရှိမြင်ခြင်းဆုံးမစကားများမိန်ကြားခြင်းသာသနာပြုလုပ်ငန်းများအား ကိုယ်တိုင်တော်၎င်းမအားလက်သောအခါ၌စနေသားဆရာတော်ဥတီလောကိဏအားဓာတ်ဆောင်ရေးတော်၎င်းဟောကြားပြသနေသည်မှာလွန်ခဲ့သောနှစ်ပေါင်းများစွာမှယခုတိုင်ဖြစ်ပါသည်ဆရာတော်ကြီးများ၏တပည့်တိုင်ရက်များတဲ့တွင် အနေနဲ့အရေးရမှာပါရမီရှင်9ရက်သာသမီများတမကလူမျိုးကြများနိုင်ငံရဲ့ရှားမှနိုင်ငံကြသားများအစိုးရအရာရှိကြီးများနိုင်ငံတော်အကြီးအကဲများလာရောက်ဖူးမြော်ကြီးညိုကြပြီး၍ဆရာတော်ကြီးများအားဖူးမြော်ပြီးနောက်လွန်စွာကြီးညိုကြ၍တပည့်အဖြစ်ခံယူသွားကြသည်မှာစာရေးသူကိုရစ်ဖြစ်ပါသည်ဆရာတော်ကြီးများသည်ဝိဇ္ဇာတို့၏အတက်များဖြစ်သောပြဒါအတက်တန်အတက်စေးအတက်အင်းအတက်စသော လောကီဝိဇ္ဇာတို့အတက်များတမက33ပုံသားတို့ထွတ်မြောက်ရာနိဗ္ဗာန်ရွှေပြည်မြတ်ဖြစ်သော အရိယာတို့လျှောက်လန်းရာ လောကုတ္တရာဝိပဿနာစကံလဲပြီးမြောက်ပြီးဖြစ်သောအရိယာဝိဇ္ဇာတို့ကြီးများဖြစ်၍လောကီလောကုတ်ဘတ်စုံကျွမ်းကျင်ပြီးမြောက်သောမဟာကန္နာယီဝိဇ္ဇာတို့ကြီးများဖြစ်သောကြောင့်လူမျိုးပေါင်းစုံဘာသာပေါင်းစုံမှပုဂ္ဂိုလ်များဆရာတော်ကြီးများလာရောက်ဖူးမြော်ပြီးလင်တပည့်အပြစ်ခံယူသွားကြသည်ကိုကိုတွေ့ကြုံခဲ့ရပေသည်၎င်းတို့ထဲတွင်တစ်ချိန်ကပြည်တော်စုမြန်မာနိုင်ငံတော်၏စက်တမမြောက်တမရဖြစ်ခဲ့ဘူးသောပိုချုပ်စိန်လယ်မှာဝိဇ္ဇာတို့ဂိုင်းချုပ်ဆရာတော်ကြီးဥက္ကောဝိဒာနှင့် ဝိဇာရိုဆရာတော်ကြီးဥပန္ဒိဒဝိဇာရိုဆရာတော်ကြီးဥဥဒ္ဓမကျော်တို့အားလာရောက်တွေ့ဆုံဖူးမြော်ခဲ့ပုံကိုစာရေးသူတင်ပြပါမည်။စာရေးသူသည်ဗိုလ်ချုပ်စင်လင်အားမမျှော်လင့်ဘဲတိုက်ဆိုင်စွာတွေ့ဆုံခဲ့ခြင်းဖြစ်ပေသည်။အဘဲကြောင့်ဆိုသောဥစိန်လင်လာရောက်သောအချိန်မှာ စာရေးသူမဲဘီကုံးဓာတ်စခန်း၌ဆရာတော်ဖျားကြီးများ၏အမိန်အရဒွန်လပတ်ရဟန်းခံရန်ရောက်ရှိနေသောအချိန်နှင့်တိုက်ဆိုင်နေသောကြောင့်ဖြစ်သည်။ထိုအချိန်တွင်ဥစိန်လင်မှာမန္တလေးတိုင်းမှုဘဝအဖြစ်ဆရာတော်ကြီးများအားလာရောက်တွေ့ဆုံခြင်းဖြစ်သည်။လာရောက်ရခြင်းအကြောင်းမှာ မေဘီကုံဝိဇာဒက်စကန်အား၎င်း၏အထက်သူကြီးများမှမယုံကြည်၍စုံစမ်းရန်တာဝန်ပေးသဖြင့်ရောက်ရှိလာခြင်းဖြစ်သည်ထိုအချိန်ကအထက်သူကြီးများမေဘီကုံဝိဇာဒက်စကန်အားလူယုံပုဂ္ဂိုလ်တဦးအားခုနှစ်ရက်တရားစခန်းဝင်စေ၍စောင့်ကြည့်စေပြီးစုံစမ်းခိုင်းခဲ့လေသည်ထိုသို့စောင့်ချက်ကြည့်ချူရသောကြောင့်ဆရာတော်ကြီးများက၎င်းအားမတွေ့ဆုံလိုသောကြောင့်စခန်းသို့မကြောက်ရောက်ခဲ့ပါထို့ကြောင့်ထိုပုဂ္ဂိုလ်ကြီးမှမေဘီကုံစခန်းအားအတူအောင်ဖြစ်နိုင်ကြောင်းဝိဇာများမတွေ့ရကြောင်း အထက်လူကြီးများအတင်ပြခဲ့၍အစိုးရအထက်လူကြီးများမှမန္တလေးတိုင်းတိုင်းမူဗိုလ်ချုပ်စိန်လင်အားဆေးလွတ်၍စုံစမ်းစစ်ဆေးခိုင်းခဲ့လေသည်။ဦးစိန်လင်မှ၎င်း၏ခြေပြေးအနေဖြင့်မင်းဘူးမျိုးတက်ရင်တစိန်မှတက်ရင်မှုဗိုလ်မှုပါထီအားစုံစမ်းခိုင်းခဲ့လေသည်။ဗိုလ်မှုပါထီမှလည်း၎င်း၏တက်စုအားမဲပေကုန်းဒက်စကန်အားဆေးလွတ်ခဲ့ရာည9နာရီခန့်အချိန်တွင်၎င်းတို့အဖွဲ့ရောက်ရှိလာကြလေသည်။ဗိုလ်မှုပါထီ၏ရဲဘော်တက်စုတို့သည်အမိန်အတိုင်းဒက်စကန်အားဝန်းရံထားကြရာဝိဇာတို့ဘိုးတော်ဘိုးထွန်းအောင်မှဝန်းရံနေသောတပ်သားများကြားသို့ တိုက်တီတကောပြေပေါ်ပေါက်လာလျာတပ်သားများမှတနက်များဖြစ်ချိန်၍ဘိုးတော်အားဝိုင်းပြီးဖမ်းရန်အားထုတ်ကြလေသည်ဘိုးတော်မှတပ်သားများအား၎င်းတို့မပြောမီမင်းတို့ကိုဘိုးပါထေးကငါ့ကိုဖမ်းခိုင်းတာမဟုတ်လားငါ့ကိုမင်းတို့မဖမ်းနဲ့အောင်မင်းတို့ဟိုခွေးကိုပြစ်လို့ကြီထွက်ရင်မင်းတို့ဖမ်းစရာမလိုဘူးကားပေါ်ကိုငါကိုယ်တိုင်လိုက်မယ်ဟုမိန့်ကြားသောကြောင့်ဆယ်ပေကအကွာလိုက်ရှိသောခွေးအားပြစ်ခရာကြီလုံးဝမထွက်သောကြောင့်တနက်များအားအောက်သို့ရှာပြီးဘိုးတော်အားဝိုင်း၍တောင်းပန်ကြောကြလေသည် ိုးတော်မမင်းတို့ဗိုလ်မှုဘထေးကိုသွားခေါ်ဟုမိန်ကြားသောကြောင့်တက်ရင်နဲ့ဒက်စကန်မှာငါးမိုင်ကန်းသာကြွားဝေးသောကြောင့်ဗိုလ်မှုဘထေးမှာစကန်းတို့အံ့ဩစွာရောက်ရှိလာပြီး၎င်းကိုယ်တိုင်မယုံကြည်သောကြောင့်ထပ်မံစမ်းသပ်ရာတနမမိမကူးသည်ကိုအံ့ဩစွာတွေ့ရှိရပြန်သောကြောင့်ဗိုလ်မှုဘထေးကိုယ်တိုင်တောင်းပန်ရလေသည်ဘိုးတော်ဘိုးထုံးအောင်မမင်းတို့ငါ့ကိုမကြောနဲ့เจ้าหม่อมมาเสียรอจี้ฤทธิ์ရှိတယ်ตั้วยောက်ဖူးမြော်ပါဟုမိန်ကြားတော့ကြောင့်ဘုံမှုပါတီตั้วยောက်กระ่อยาเสียรอจี้မြတ်မှာဘုံမှုပါတီဟာ တရားရှိမြင်ခြင်းဆုံးမစကားများပြောကြသောကြောင့်တပည့်တရားကအဖြစ်မှတ်ယူပါရန်ဆရာတော်ဘုရားကြီးများရှိတွင်လျှောက်ထားရင်းတပည့်ရင်းဖြစ်သွားကြလေသည်၎င်းအချိန်ကစာရေးသူမှာဒုံလဘက်ယဟန်ခံရန်အတွက်ရန်ကုန်မှဆွေမျိုးမိတ်ဆွေများနှင့်မိမိ၏ဇာတိအညာမှဆွေမျိုးများပါရောက်ရှိနေကြပြီးယဟန်ခံပွဲကြီးကျင်းပခဲ့၍ယဟန်ခံပြီးရဲ့ည၌စနေသားဦးထွန်းရင်ယခုတီလောကိန်နာမှယခုညဝိဇ္ဇာတို့ဆရာတော်ဘုရားကြီးများကြွမိဟုဓက်ဆောင်၍မိန်ကြားသောကြောင့် ည6နာရီခွဲခန့်အချိန်၌စာရေးသူအပါအဝင်ဆွေမျိုးများသာမကဒုံလဘယဟန်းတော်အတူဝိသည့်ပုံကူများဖြစ်သောဒုရယအတွဲဝင်ဥမောင်မောင်လက်ထောက်အတွဲဝင်ဥထွန်းကြီးဥတင်ကြီးဥအောင်ရှင်ဒုံလဘယဟန်း၅ပါးမှစောင့်မျှော်၍နေကြလေသည်ည9နာရီခန့်အချိန်တွင်တက်စကန်ဖျားကြောင်းဆောင်ပြီးရှိဆရာတော်ကြီးများကြောက်ရောက်လေးရှိသော အခန်းစီမှဝိဇာတို့ဂိုင်းချုပ်ဆရာတော်ကြီးဥကောဝိဒဥပန္ဒိဒဥဩဒမကျော်ဆရာတော်ကြီး၃ပါးနှင့်အတူဝိဇာတို့ဘိုးတော်ဘိုးထွန်းအောင်ပါ ကပ္ပိယအဖြစ်လိုက်ပါ၍ကြွရောက်လာလေသည်ဝိဇ္ဇာတို့ဆရာတော်ကြီးများမှဖျားကန်းချိတ်ရှိထိုင်ကုန်၌တည်င်းသုံးလျက်ရှိပြီးဝိဇ္ဇာတို့ဘိုးတော်ဘိုးထွန်းအောင်မှတပည့်ပရိသတ်များအားနှုတ်ဆက်ပြီးဆုံးမစကားပြောကြရန်အာဘိစကားများမိန်ကြား၍နေလေသည်ပထမဦးစွာဝိဇ္ဇာတို့ဆရာတော်ကြီးဥကောဝိဒါမှတပည့်ပရိသတ်များအားငါးပါးသီလရှိမြင့်ပေးပြီးဝိဇ္ဇာတို့ဆရာတော်ကြီးဥပန္ဒိဒါမှတပည့်ပရိသတ်များလှူဒန်းထားကြသောလူဝဲပစ္စည်းများသင်္ကန်းများအားရေစက်ချအမြပေးဝေစေပါသည် ထို့နောက်ဝိဇာတို့ဆရာတော်ကြီးဦးဥဒမကျော်မှစာရေးသူဟာဇဝနာဒီနေ့ညဆရာတော်များအနေဖြင့်ယဟန်တို့အတွက်အရေးကြီးသောပစ္စည်းလေးပါဖြစ်သည့်ကျောင်းသင်ငန်းစွန်ဆေးတို့အကြောင်းနဲ့ဝိနည်းသိက္ခာပုဒ်အကြောင်းများဟောရန်ကြွလာခြင်းဖြစ်တယ်ဟုမိန်ကြားပြီးဟောကြားမိအချိန်၌ဒက်စကန်ပေါ်သို့ဗမှုမမောင်ဆိုသောလူပုဂ္ဂိုလ်တစ်ယောက်တက်လာ၍ဆရာတော်ကြီးများအားဥဒိုက်ရှိခိုးပြီးအထက်လူကြီးတစ်ယောက်ဖူးမြော်လိုပါ၍ခွင့်ပေးပါရန်လျှောက်ထားလေသည်ဆရာတော်ကြီးဥက္ကဝိဒမ ဆရာတော်ကြီးများနဲ့စာရေးသူတို့ဒုံလပတ်ရဟန်းများဤသဘောကိုမေးမြန်းရာခွင့်ပြုကြသောကြောင့်ဆရာတော်ကြီးမှလက်ခံတွေ့ဆုံစေပါသည်စာရေးသူနှင့်ဒုံလပတ်ရဟန်းများကဆရာတော်ကြီးအားတိုင်းမှုနှင့်အဖွဲအားအရင်တွေ့ဆုံစေပြီးတပည့်တော်တို့အားမနက်ဖြန်မှဟောကြားပေးပါရန်လျှောက်ထားကြသောကြောင့်ဗိုလ်ချုပ်စင်လွင်နှင့်အဖွဲအားတွေ့ဆုံစေပါသည်၎င်းအချိန်ကတိုင်းမှုဗိုလ်ချုပ်စင်လွင်မှာမဲပေကုန်းရွာအနီး၌ရောက်ရှိနေပြီးဗိုလ်မှုပါထင်းနှင့်တက်ရင်တစ်ဆယ်မှရဲဘော်များကမဲပေကုန်းရွာပြင်၌လုံယုံရေးကို ရွာကိုပတ်၍ခြားထားပြီးရွာထဲ၌လည်းလုံခြုံရေးခြားထားပါသည်မိနစ်20ခန့်ကြာသောအခါတိုင်းမှုဗိုလ်ချုပ်စင်လွင်နှင့်အတူမကွေးမှအောက်ချုပ်ရေးမှုအခြေခဲများပါကျောင်းပေါ်သို့ရောက်ရှိလာကြပါသည်ဗိုလ်ချုပ်စင်လွင်နှင့်အဖွဲ့သည်ဝိဇာတို့ဆရာတော်ကြီးများအားရိုသေစွာဥတိုက်၍ချစ်ခိုးလေသည်ထို့နောက်ဆရာတော်ကြီးများအားဗိုလ်ချုပ်စင်လွင်မှအမိယာတို့နှင့်တကွာတဦးချင်းမိတ်ဆက်၍ရှောက်ထားလေသည်ဝိဇာတို့ဆရာတော်ကြီးဦးအုတ်တမကျော်မှတရားနှင့်ပတ်သက်၍ဘာလို့တလဲဟုမိန့်ရာဗိုလ်ချုပ်စင်လွင်မှမဟာစီရိတ်တာတွင်တရားထိုင်မှုကြောင့် ညံစင်၁၀ပါအထိရောက်ကြောင်းရှောက်ထားရာဝိဇ္ဇာတို့ဆရာတော်ကြီးဥဥ္ဒ္ဓမကျော်မှဒါဆိုတို့လဲနားကျင်ပါတယ်နားယူကောင်းပါတယ်ဟုမိန့်ကြရာတိုင်းမှုဘုကျုပ်စင်နေမှဒါပေတော့ကြာပြီဆိုတော့ညံစင်နေမိကုန်ပါပြီဗျာမဟောနိုင်တော့ပါကြောင်းရှောက်ထားလိုက်လေသည်ထိုအခါဆရာတော်ကြီးမှမင်းတရားကကွက်ကြော်ကြော်နေတယ်ငါးပါးသီလကိုပဲလုံကျုံအောင်စောင့်ထင်းပြီးပရိစိတ်ပါအောင်ဟုမိန့်ကြပြီးဆရာတော်ကြီးမှမိမိရင်ခွင်စီမှပေသည်ပရိကြီးတကုံးအား တိုင်းမူးစီတို့ပြစ်ပေးလိုက်ရာပေသည့်ပရိကြီးမှာတိုင်းမူးဤလဲပင်တို့တွားရောက်၍စွန့်နေလေသည်ဥစိန်တွင်လည်းဝန်သာအာရဖြစ်ရိုသေးစွာခံယူသည်ကိုတွေ့ရှိရလေသည်ထို့နောက်ဝိဇာတို့ဆရာတော်ကြီးဥပန္ဒိတမှဗိုလ်ချုပ်စိန်လွင်အားမန္တလေးမဟာမြတ်မုနိဖျားကြီးကိုဖူးရန်ရှိကြောင်းမိန်ကြရာတိုင်းမူးဗိုလ်ချုပ်စိန်လင်မှဒါဆိုတပည့်တော်ပြင်ပါသည်ဖျားဘယ်တော့ကြွမလဲတာမိန်ပါဟုလျှောက်ထားရာဆရာတော်ကြီးဥပန္ဒိတမှနောင်လျှောက်လာကြရင်ကြွမယ်နောက်မင်းကိုကြိုပြီးပြောလိုက်မယ် မင်းကဘယ်ကကြွလာတယ်လဲလို့ငါ့ကိုမေးရင်ပေါ့မြို့ကကြွလာတာလို့ပြောမယ်ဟုလာမဲ့အနာကဥစဉ်နဲ့ပြောမိစကလုံးအားဆရာတော်ကြီးဥပန္ဒိတာမှကြိုတင်မိန်ကြားလိုက်ခြင်းဖြစ်လေသည်ဝိဇာတို့ဂိုင်းချုပ်ဆရာတော်ကြီးဥကောဝိတာမှတိုင်းမှုပို့ချုပ်စိန်လင်အားဒီနေ့ကျရင်မင်းထေရဝါဒသာသနာတော်ကြီးစီပင်တိုးတက်အောင်ဆောင်ရွက်ရလိမ့်မယ်ဟုမိန်ကြားပြီးဗုဒ္ဓသာသနာတော်နေလိုလာလိုထွန်းတောက်လာရန်အတွက်ဆောင်ရွက်ပါရန်နှင့်မိမိဤသီလသမာဓိပညာကို အမြဲမပြတ်မဆုတ်ယုတ်စီပဲတိုးတက်လာရန်ကိုသာဆောင်ရွက်နိုင်ပါစေဟုဆုံးမစကားပြောပြီးဝိဇာတို့ဆရာတော်ကြီးများမှအခန်းထဲသို့ဝင်၍ပျောက်ွယ်သွားပြီးတိတ်တိတ်ကိုဖြင့်ငကမတောင်တော်မြတ်သို့ကြွချီသွားလေသည်ဥစိန်လင်တို့အဖွဲ့မှအခန်းတွင်သို့လိုက်လံကြည့်ရှုကြတော့လဲမတွေ့ရသောကြောင့်ဝိဇာဆိုတာဒါပဲဟုမှတ်ချက်ပြုကြ၍ဝိဇာအစင်များကိုဖူးတွေ့ရသည်ကိုပင်အံ့ဩဝမ်းမြောက်လွန်းသောကြောင့်တိုင်းမှုဘိုလ်ချုပ်စိန်နေမှာမိမိကိုရှင်းမြောက်ထားသောလေပင်မှပေသည်ပရိကြီးကိုလက်ဖြင့်ကရင် အံ့ဩမှင်တက်၍ကြံခဲ့လေသည်ထို့နောက်လျှောက်လာကန်အကြာတွင်ဝိဇာတို့ဆရာတော်ကြီးဥပန္တိတာသည်မန္တလေးနန်းတော်ဤတောင်ဘက်မုတ်ဗိုလ်ချုပ်စင်တွင်ဤနေအိမ်သို့ဝိဇာတို့ဤသာသနာတော်ကြီးသုံးရအကြောင်းထေရဝါဒဗုဒ္ဓသာသနာတော်ဤအဆုံးအမအကြောင်းလူတိုင်းဒီပါငါးပါးသီလကိုလုံခြုံအောင်စောက်ထိန်ပြီးသူတို့ကောင်းတရားခုနှစ်ပါးလက်ကင်ထားကြရန်မကောင်းမှုဒုစရိုက်ဆယ်ပါးရှောင်ရန်တရဝါများအပေါ်အမြဲမပြတ်မြစ်တာပို့ခြင်းပဋိစိတ်ခြင်းတို့ကိုမပြတ်ပြုလို့ရန်မိန်ကြားပြီးအိတ်ခမ်းစားတော့ခမ်းကိုဦးစားမပေးဘဲ ဖျားကန်းကိုသာတန်ရှင်းစင်ကြဲစွာထားကြရန်နှင့်စွန်ပန်းရေချမ်းစီမီမပြတ်ပူဇော်လူတိုင်းရန်မှာကြလေသည်ထို့နောက်ဆရာတော်ကြီးမှငါတို့ဝိဇ္ဇာတွေကြွလင်အမွှေးနှံပေးမယ်ပန်းများလှုပ်ပြမယ်အဆောင်ပစ္စည်းတစ်ခုခုရှာထားခဲ့မယ်အိမ်သားမချိတဲ့အိမ်ကိုငါတို့ယဟန်ဝိဇ္ဇာတွေမကြွဘူးဘိုးတော်တွေကြွလိမ့်မယ်ဟုမိန်ကြားလေသည်ထို့နောက်ဆရာတော်ကြီးဥပန်တိတာမှဘုကျုပ်စိန်လင်အားဝိဇာနှင့်နာဘောင်အခွဲခြားပုံအားလိုအပ်သဖြင့်မိန်ကြားခဲ့လေသည်ဝိဇာကအရေးထွက်ကြောင်းအမွေးနှံ့ရှိကြောင်း ဖက်နှံ့မစည်းထီးမဆောင်ကြောင်းလူတွေပျော်ရွှင်ဝမ်းမြောက်နေလင်ဝမ်းသာကြောင်းနာနာဘဝမှာအရေးမထွက်ကြောင်းအပုံနဲ့အစရှိသောအနာသက်ဆိုးရွားကြောင်းလူအများကိုပူပင်ညှဉ်းညင်းစေတဲ့ကြောင်းမိန်ကြားခဲ့ပြီးဆရာတော်ကြီးကိုဗိုလ်ချုပ်စိန်လွင် EPA ဦးမြင့်မောင်မှကားအဖြစ်လိုက်လံပို့ဆောင်ပေးလေသည်ဗိုလ်မှူးမြင့်မောင်သည်ဆရာတော်ကြီးအားကားပေါ်သို့ရိုသေစွာပင့်ဆောင်ခဲ့ပြီးနန်းတော်တွင်တောင်ဘက်မုတ်ဂိတ်မှထွက်ပြီးဆရာတော်ကြီးမှမန္တလေးတောင်ကြီးသို့မောင်းခိုင်းရာနန်းတွင်မြောက်ဖက်ဂိတ်ဝအရောက်တွင်ဗုံမှုမြင့်မောင်အားကားရက်စေပြီ ဆရာတော်ကြီးလည်းကားပေါ်မှဆင်းလာပြီးမြောက်ဘက်ဂိတ်ဝစီသို့ဖြင်းညင်းစွာကြွလိသည်ဂိတ်ဘဝသို့ရောက်သောအခါဂိတ်ဆောင်နှစ်ယောက်သည်ဂိတ်ဤဘေးတစ်ဖက်တစ်ချက်စီ၌စောင့်နေပြီးဆရာတော်ကြီးဝင်သွားသည်ကိုမိတို့မြမပြောဘဲဖြစ်နေကြလေသည်ထို့နောက်ဗိုလ်မှူးမြင့်မောင်မှနောက်မှလိုက်၍ကြည့်ရှုရာဆရာတော်ကြီးကိုမတွေ့ရတော့ပါတိတ်ထိပ်ပြီးပျောက်ကွယ်သွားပြီဖြစ်သည်ဗိုလ်မှူးမြင့်မောင်မှဂိတ်ဆောင်တပ်သားနှစ်ယောက်အားမင်းတို့ယဟန်တပဝင်တော်တာကိုဘာကြောင့်ဖွင့်ပေးရတယ်လဲဟုမေးမြန်းရာအဆောင်တသားများမှမြည်သည့်ယဟန်မှမတွေ့ကြောင်း ဂိတ်ကိုဝင်ခွင့်မပေးကြောင်းညင်းနေ၍ဘုံမှုမြင့်မောင်းမှာအံဩထူးဆန်းနေပြီး၎င်းတို့နှစ်ယောက်မှလည်းညင်းဆန်၍သာနေသောကြောင့်ကားကိုမောင်း၍ပြန်လှည့်၍လာခဲ့လေတော့သည်တိုင်းမှုဘုတ်ချုပ်စင်လင်မှ၎င်းအဖြစ်ပြအားပြန်ပြောပြရာအဲ့တော့ဝိဇ္ဇာလေးမင်းမသိဘူးလားမင်းညံ့သေးတာပဲဟုပြောလိုက်လေသည်ဟုသိရလေသည် PA ဦးမြင့်မောင်အားတိတ်တိတ်တကိုးပြခြင်းပင်ဖြစ်သည်ဘုတ်ချုပ်စင်လင်သည်မန္တလေးတိုင်းမှုဘုရားမှရာထူးအဆက်ဆက်တိုးတက်၍သာသနာ့ကြီးဝင်ကြီးလဲဖြစ်ခဲ့ဘူးလေသည်တချိန်ကဘုတ်ချုပ်စင်လင်အား ဝိဇာတို့ဆရာတော်ဖရာကြီးများမှဥစိန်လင်အားသာသနာရေးကိုကင်တွယ်ရမည်ဟုအမိန့်ရှိခဲ့ဘူးလေသည်ဗိုလ်ချုပ်စိန်လင်သည်သာသနာရေးဝင်ကြီးနှင့်ပြည်ထရေးဝင်ကြီးပူးတွဲ၍နိုင်ငံတော်အစိုးရမှတာဝန်ပေးသောကြောင့်ဝင်ကြီးဖြစ်ခဲ့ပြီးမကြမီမင်းဘူးမေပြည်ကုန်းဓာတ်စခန်းသို့ရောက်ရှိလာခဲ့လေသည်ထိုအချိန်ကအောင်တော်မူဓာတ်စခန်းမှာတစောင်းမုံးလာတဲ့ဖြစ်၍ကထိန်ပွဲကျင်းပသည့်ရက်နှင့်တိုက်ဆိုင်နေသောကြောင့်စီကားလာပေသည်ရန်ကုန်မန္တလေးမှတပည့်ကြီးများမော်လမြိုင်လွိုက်ကောတောင်ကြီး နေကြီးနာမုံရွာအစသည်အနေနဲ့အရရမှာတပည့်များရောက်ချီ၍နေကြလေသည်၎င်းလာသောအချိန်မတိုင်မီကပင်ဝိဇာတို့ဆရာတော်ကြီးဥကောဝိဒဥပန္တိဒနှင့်ဘိုးတော်ဘိုးထွန်းအောင်တို့ကြွားရောက်နေကြပြီးရှစ်နာရီခန့်တွင်ဗိုလ်ချုပ်စိန်လေးမှာကာသုံးစီးဖြင့်ရောက်ရှိ၍လာလေသည်ဆရာတော်ကြီးဥပန္တိဒမှဓမ္မမိတ်ဆွေများအားလုံးတပည့်များအားလုံးကျောင်းအောက်သို့ဆင်းပြီးဇေဒီသုံးစုတွင်ပရိစိတ်ကြရန်မိန်ကြရာတပည့်များအားလုံးဆင်းကြရလေသည်ရန်ကုန်မှတပည့်ကြီးတို့ဖြစ်သူဥက္ကန်လှမှ ဆရာတော်ကြီးဟာဆရာတော်ကြီးဖေဟာလူတွေအားလုံးအောက်ဆင်းခိုင်းဒီမှာမျက်နှာလိုက်တာပါဖေဟာဝင်ကြီးပဲဖြစ်ဖြစ်ဝင်လေးပဲဖြစ်ဖြစ်၎င်းတို့ကိုဦးစားမပေးသင့်ပါဖေဟာဟုလျှောက်ထားလေတော့သည်ဆရာတော်ကြီးမဥက္ကလာအားကံလာမင်းဆင်းသွားပါဆရာတော်နောက်မှရှင်းပြမယ်ဟုမိန်ကြားမှသာဥက္ကလာဆင်းသွားလေသည်သာသနာရေးဝင်ကြီးနှင့်ပြည်ထရေးဝင်ကြီးဖြစ်သူဗိုလ်ချုပ်စိန်လွင်နှင့်အဖွဲ့သည်တရားကြောင်ပေါ်သို့တက်လာပြီးနောက်ဆရာတော်ကြီးဥက္ကဝိဒ်နှင့်ဥပန္ဒိတာအား လူဝဲပစ္စည်းများဆက်ကပ်ပြီးရှောက်ထားသင့်သည်များကိုရှောက်ထားလေသည်ဝိဇာတို့ဆရာတော်ကြီးဥကောဝိဒမဝင်ကြီးဗိုလ်ချုပ်စိန်လွင်အောင်တို့ထေရဝါဒဗုဒ္ဓသာသနာတော်မှာမတန်ရှင်းတဲ့ပုံကိုယ်တွေရှိနေတယ်ဒါကိုမိမိသာသနာရေးဝင်ကြီးဖြစ်တဲ့အချိန်မှာထေရဝါဒသာသနာတော်ကြီးတန့်ရှင်းအောင်ပြုလုပ်ပေးရန်မိန့်ကြားခဲ့လေသည်ထို့နောက်ဆရာတော်ကြီးများမှနိုင်ဝတ်ခမ်းမြငါးပါးသီလရှင်းမြင်ပေးခြင်းရေစပ်ချပေးခြင်းများပြုလုပ်ပြီးဝင်ကြီးဗိုလ်ချုပ်စင်လင်တို့အဖွဲ့အားပြန်ရန်ခွင့်ပေးလိုက်လေသည်ထို့နောက်အနေနဲ့ရဲ့ရဲမှတပည့်များအားပြန်လဲခေါ်ယူပြီ ဝိဇ္ဇာတို့ဂန်းချုပ်ဆရာတော်ကြီးဥက္ကဝိဒါမှနိဗ္ဗာန်ရောက်ကြောင်းတရားတော်များရှင်းပြပြီးဘုရောဘုထောအောင်မှတပည့်များအားပရိသတိစေတောင့်အဆောင်များရှင်းပြခြင်းရှင်သေဝတိရုပ်ထုများကိုးကွယ်ရန်ရှင်းပြခြင်းများပြုလုပ်လေသည်ဆရာတော်ကြီးဥပန္ဒိတာမှတပည့်ကြီးဥကံလအားရှေ့သို့ခေါ်ယူစေပြီးတို့ကရှုဝါကိစ္စတွေဝင်ကြီးနဲ့တိုင်ပင်စရာရှိတယ်ဒါကြောင့်မင်းတို့ကိုအောက်ဆင်းခိုင်းရကြောင်းရှုဝါကိစ္စတွေကလူထဲမှာပြောရင်မဖြစ်သောကြောင့်ဖြစ်ကြောင်းမိန်ကြားသောအခါ၌ဥကံလမှဆရာတော်ကြီးအား သဘောပေါက်ပါပြီဖေဟာလော်နာရှိဝန္နာမိပါဟုကတော့ရှောက်ထားလိုက်လေသည်1983ခုနှစ်နွေရာသီအချိန်၌ပုံကျုပ်စိန်လွင်သည်တက်စခန်း၌စာရေးသူနှင့်အတူဆရာတော်ကြီးများ၏တပည့်ကြီးများဖြစ်သောဘုံမှုဇော်ဝင်ဒုဗုံမှုကြီးသိန်းဟံဘုံမှုပါထေးတို့ရှိနေကြလေသည်၎င်းတို့ပါဝင် လူတန်း၍တည်ထားခဲ့သောပြည်တော်အေးစေရီထီတော်တင်ရန်ရောက်ရှိလာခြင်းပင်ဖြစ်သည်၎င်းတို့ဖွဲ့ရဆရာတော်ကြီးဥပန္ဒိရနှင့်ဘိုးတော်ဘိုးထွန်းအောင်တို့မှတီးကြားတွေ့ဆုံခဲ့ပြီးပုံကျုပ်စိန်လွင်အားဆရာတော်ကြီးဥပန္ဒိရမှာ ဆုံးမစကားပြောကြပြီးဖျောင်းနိုင်သုံးတိုင်ရှင်းမြင်လိုက်လေသည်ဖျောင်းနိုင်များမှာအစိမ့်အောင်အဝါရောင်နဲ့အဖြူရောင်တို့ဖြစ်ပြီးဆရာတော်ကြီးကဗိုလ်ချုပ်စင်လင်အားမင်းရှိတော်ရရောက်ရင်ပူဇော်ပါအစိမ့်ကတော့မင်းမကွေးလာပြီးတက်များစီစီတိုင်ရွှေဆက်တော်ဖျားရောက်တော်လဲဒုစခန်းကိုမဝင်တော့ကြောက်နောက်မစိမ့်ကားရန်ဖျောင်းနိုင်အစိမ့်ပေးခြင်းဖြစ်ကြောင်းမကွေးရောက်တိုင်းမင်းဝင်ခဲ့ရန်မင်းလာရင်ဒုဝိဇ္ဇာတွေကကြိုတင်သိနေတယ်ကွာဟုမိန့်ကြားလေသည်အဝါရောင်အိဗယ်မှာမင်းတန်ဃာတော်ရဲ့အပေါ်မှာလေးစားမှုအားနေနေသည် မင်းရွှေဆက်တော်ကအပြန်မှာတို့ရက်ဆောင်နေတယ်။ကားပေါ်မှာဘသူမှမပါဘူး။တကယ်ဆိုရင်ပင့်သွားဖို့ကောင်းတယ်။မင်းမှာကားရှိတာမင်းသိမှာပါ။မကြမီသာသနာရေးကိစ္စမင်းကင်တွေ့ရမယ်။အဲ့ဒီအခါမှာသာသနာတော်တန်ရှင်းရေးကိုလောက်ပြေအောင်လောက်ရန်မှာကြလေသည်။အဖီအောင်ဖျောင်းနိုင်မှာမင်းစိတ်တွေညင်နွမ်းနေသေးတယ်။ဖြူစင်အောင်တိလသမารီပညာဖြင့်စေကြောပါဟုမှာကြရင်ဆုံးမလိုက်သည်ကိုဗိုလ်ချုပ်စိန်တွင်နာယူ၍ပြန်သွားခဲ့လေသည်။ထို့သောမိန်ကြားပြီးမကြမီပင် ဗိုလ်ချုပ်စိန်လင်မှာသာသနာရေးဝန်ကြီးနှင့်ပြည်ထရေးဝန်ကြီးဖြစ်ခဲ့လေသည်သာသနာရေးဝန်ကြီးဖြစ်သည့်အခါတွင်လည်းဆရာတော်ကြီးများမိန့်ကြားသည့်အတိုင်းစ조사၍ဆောင်ရွက်ခဲ့လေသည်ဗိုလ်ချုပ်စိန်လင်သည်ယာဒူးအဆင့်ဆင့်တိုးတက်ခဲ့ပြီးနိုင်ငံတော်တာဝန်ကိုထိပ်ပန်းရောက်သည့်အထိတာဝန်ထမ်းဆောင်ခဲ့လေသည်ဝိဇာတို့ဆရာတော်ဖျားကြီးများနှင့်တွေ့ဆုံပြီးအယက်မတော့အပြောပွားမလိုက်စားပဲတီလာဆောင်ထင်းခြင်းပရိစိတ်ခြင်းဘာဝနာပွားခြင်းများကိုမမေ့ပဲအလင်းတင်သလိုလှုပ်ဆောင်ခဲ့ပူလေသည်1995ခုနှစ်ဒီဇင်ဘာ10ရက်တာဝန်ထမ်းဆောင်စဉ်အချိန်၌တွင်ပူ ဝိဇာတို့ဆရာတော်ဖျားကြီးဥကောဝိဒ္ဒဤတာဝန်ပေးချက်အရစာရေးသူနှင့်အတူဆရာတော်ကြီးဥပန္တိတာကမိထုံ ကုနေသည့်အချိန်၌အောင်ကူဘေး၌ညဆယ်နာရီကပတိစိတ်ချင်းဘာဝနာပွားချင်းမြေတာပေါ်ချင်းများပြုလုပ်ခဲ့သည်ကိုအမတ်ရနိုင်မိလေသည်ထိုအချိန်ကအထက်လူကြီးများမှဝိဇာများကိုဝေဖန်နေသောအချိန်၌ဘိုးစိန်လွင်သည်မဲပြီကုန်းချီဝိဇာတို့ဆရာတော်ကြီးများရှိရာသို့တတိချီချီလာရောက်ဖူးမြော်ဝင်သူဖြစ်သည်ဗိုလ်ချုပ်စိန်လွင်၏လက်သုံးစကားမှာဘာသာရေးဆိုတာလွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ် တပည့်မှမယုံကြည်၍စကမ်းမလိုက်သည်ကိုစိတ်ထဲမထားကြောင်းသူဇနီးအားယဉ်ညွန့်၍ပြောလေသည်ဘိုလ်ချုပ်စိန်လင်းသည်ဆရာတော်ကြီးဥပန္ဒိတာနှင့်ဘဝတခု၌ဆွေမျိုးတော်ဆက်ခဲ့ဘူး၍ဆရာတော်များမှဘိုးတော်ဘိုးထွန်းအောင်အပ်၍မပြတ်ဆောက်ရှောက်စေခဲ့သည်ဘိုလ်ချုပ်စိန်လင်းသည်ရန်ကုန်ကဘာကြီးဖရာအနီးရှိနေအိမ်တွင်နေထိုင်စဉ်ကဆရာတော်ကြီးများကစာရေးသူအားဆဲလုခဲ့သောကြောင့်ရောက်ခဲ့ဘူးလေသည်သူ၏တူတော်သူဦးထွန်းကြီးရရှာတန်အမတ်နှင့်အတူနေထိုင်ခဲ့လေသည်ဆရာတော်ကြီးများကတပည့်ဖြစ်သူအတွက်ဆေးဆောင်များကို ဘိုးတော်ဘိုးထွန်းအောင်မတဆင့်ပေးခိုင်း၍တောက်ရောက်ပေးခဲ့ဘူးလေသည်၎င်းဟာအသက်ရှည်စွာနေနိုင်ရန်ဆရာတော်ကြီးများမှကြီးကျူဆောင်မခြင်းဖြစ်သည်သာသနာရေးဝန်ကြီးဘွား၌လည်းသာသနာရေးကိစ္စများအတွက်စာရေးသူနှင့်ပကြခဏတွေ့ကြပါသည်1992ခုနှစ်နောက်ပိုင်းအနာယူချိန်အထိဆရာတော်ကြီးများမှဆေးလွတ်ခဲ့သောကြောင့်မဟာစီရိတ်သာ၌အပတ်စဉ်လိုလိုဆုံတွေ့ခဲ့ကြသည်၎င်းမှစာရေးသူအားဆရာကပညာရှင်ဘွားတွေအရန်တက်ထားပြီးဆရာဝယ်မလုပ်ဘူးသူများမတရားရေးစာလက်မခံဘူး ဘာကြီးရဲ့ထိုးပြီးတရားပဲအားထုတ်နေတယ်ဟုမပြတ်ရှင်းမလို့ရှိသည်ဗိုလ်ချုပ်စင်လင်းသည်2004ခုနှစ်ဧပြီလ9ရက်တွင်ကွယ်လွန်ခဲ့လေသည်ဆရာတော်ကြီးများမှသူအားကွယ်လွန်ခြင်းရောက်ရှိသည့်အထိဘဝကူးကောင်းစေရန်ဆောက်ရှောက်ခဲ့သည်ကိုကိုတွေ့တွေ့မြင်ခဲ့ရပေသည်စာရေးသူဦးစိန်ကြီးကျမ်းမာရေးအဆုံးထိဌာနောက်ပြည်တဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်မများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီး ဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်